ကိုတိုင်းအုပ်တွင်းမြို့နယ်အထက်ကပေါင်းဆယ်ရေလွဲတမန်မှာအထိုင်ကျတဆွဲထားတဲ့စစ်ကောင်စီခေစခန်းကိုတိုက်ခိုက်မိရှုခဲ့ပြီးတဲ့နောက်လက်နက်လေးလက်နဲ့ခဲယမ်းတွေကိုတင်စီခဲ့တယ်လို့ဇွန်လ6ရက်မှာ ADG Brothers အဖွဲ့ကထုတ်ပြန်ပါတယ်။ဆေးရနာမတင်းငင်ကလေးကစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်နဲ့ကပေါင်းဆယ်ပေါ်မှာတက်ဆွဲစခန်းချထားတာဖြစ်ပြီးအဲဒီစခန်းကိုဇွန်လ3ရက်မနက်9:00ကျော်မှာတိုက်ခိုက်ခဲ့ကတိုက်ပွဲကြချိန်2နာရီလောက်ကြာခဲ့တယ်လို့ဆိုပါတယ်။ တော့ရှက်တော့ပေါ့လေရှက်တော့ကိုယ်လိုက်ရရလားကိုယ်လိုက်ဆောင်းမပြီလားရှက်တော့ကြာကြာသိမ့်မလို့တိုက်ပွဲပြီးတဲ့နောက်စခန်းအနားမှာစစ်ကောင်စီအလောင်းသုံးလောင်းတွေ့ပြီးတော်လိုင်းရဲတပ်ဘက်ကနှစ်ယောက်မဆုံးရတန်ရာရခဲ့ကစခန်းဘေးတော်ရဲကိုပြေးဆင်းတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအချိန်မရတော့လို့ဆက်မလိုက်တာလို့ ADG Brothers မှတာဝန်ရှိသူတူကပြောပါဗျ။စစ်ကောင်စီတပ်သားတွေစခန်းဆုံးကွာထွက်ပြေးခဲ့ပြီးနောက် ရှင်းလင်းရင်ဝေလုံးချင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း၃လောင်း G3 တနတ်၃လက် MA11 တနတ်၁လက်အီနာက၅လုံးလက်ပြုံပုံ၃လုံးကြီကာအင်ဂျင်၂တဲတို့ကိုတင်စီရရှိခဲ့ကစခန်းကိုမီးရှို့ခဲ့တယ်လို့သူကဆိုပါတယ်အဲ့ဘွဲဖြစ်ပြီးတဲ့နောက်ဇွန်လ၄ရက်မှာခပောင်းဆယ်အနီးရှိအမှတ်6တပ်မတော်တမ်းမြင့်လေးကြီးရင်ကျောင်း ခလာ48တက်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်60ခန်းနဲ့စစ်ကြောင်းထိုးလာခြင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာရှစ်ဦးသေဆုံးခဲ့တာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။အဆိုပါစစ်ကြောင်းဟာနောက်ထပ်အင်အားထပ်ဖြည့်ပြီးအင်အား100ခန်းနဲ့ဇွန်လ9ရက်ဒီကနေ့အထိခပေါင်းဆယ်ဘက်ကိုစစ်ကြောင်းထိုးလာနေတာကြောင့်တိုက်ပွဲဖြစ်မဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။